တင်တနေ့မှာအောင်မြင်ကျော်ကြားတဲ့လူချမ်းသာတဲ့လူတယောက်ဖြစ်မယ်ဆိုတာတင်သိပါသလားလူတကာကတင့်နံမယ်ကိုညွတ်နေရတဲ့လူလူတကာကတင့်နံမယ်ကိုဗဆက်ဖျားမှာအမြဲတမ်းပြောနေရတဲ့လူဒီနေ့မှာတင်ဖြစ်လိမ့်မယ်လို့တင်ထင်လို့ပါလားကျွန်တော်ကဒီနေရာနေပြောချင်တာကတင်တနေ့မှာ အောင်မြင်တဲ့လူတယောက်ကျင်းသည်ဖြစ်မယ်။ချမ်းသာတဲ့လူတယောက်ကျင်းသည်ဖြစ်မယ်လို့ကျွန်တော်ပြောတယ်။သူတို့ဘေးတွေဟောနေတာမဟုတ်ဘူး။ဒါပဲမဲ့အရင်ဗီဒီယိုတွေကကျွန်တော်ပြောခဲ့သလိုပဲတင့်မှာအောင်မြင်ခြင်းစိတ်တော်ရှိဖို့လိုတာပေါ့။ချမ်းသာခြင်းစိတ်တော်ရှိဖို့လိုတာပေါ့။အဲ့ဒါတွေမရှိဘူးဆိုရင်တော့တင်ပါမှဖြစ်လာမှာပေါ့။အဲ့တော့အဲ့ဒါတွေဖြစ်လာအောင်ကျွန်တော်ဘယ်လိုလုပ်မလဲ။ကျွန်တော်တို့ကိုယ့်ကိုယ်ယုံကြည်မှုတည်ဆောက်ဖို့လိုတာ ဘယ်လိုမျိုးတည်ဆောက်ဆိုရင်ကျွန်တော်တို့အခက်အခဲတွေကြုံလာတဲ့အခါမှာများသောအားဖြင့်ငြိမ်ချမှုတွေပျောက်ဆုံးသွားတတ်ကြတယ်အဲ့ခါမှာကျွန်တော်တို့ကိုယ့်ကိုအားပေးစကားပြောဖို့လိုတယ်ဘယ်လိုစကားတွေပြောပြတင်ကလက်ရှိအောင်မြင်တဲ့သူတယောက်မဟုတ်သေးပေမဲ့အောင်မြင်တဲ့သူတယောက်လို့စိတ်ထဲမှာခံစားကြည့်ပါမျက်စိတွေမှာမြင်အောင်ကြည့်ပါမျက်စိလေးမှိတ်ပြီးပြဖြစ်ဖြစ်မန်နေဂျာကိုကြည့်ပြီးရဖြစ်ဖြစ်တင်ဖြစ်ချင်တဲ့အရာစိတ်ထဲမှာပုံဖော်ကြည့် တင်ချမ်းသာခြင်းနဲ့ထားပါတော့။အော်ငါတိုက်ကြည့်ကြည့်တဲ့မှာအင်းအားလည်း decoration တွေအရန်ကိုပြင်ဆင်ထားတယ်။အင်းအားလည်းလှလှပပနဲ့ထက်တိုင်ကြီးအင်းထဲမှာလည်း facility လောကအပြည့်နေ။အဲ့ဒီထဲမှာ sofa ပေါ်မှာဘာက smart ကြကြထိုင်နေတယ်။ဒီလိုပုံမျိုးကိုစိတ်ကူးရင်ဖန်ဆင်းကြည့်။အဲ့လိုဖန်ဆင်းတဲ့အထာမှာတင်ကတကယ်ရရှိနေပြီလို့ခံစားရပါမယ်။တင်ကတကယ်ရရှိတဲ့အခါမှာပြုံးပြော်တဲ့အတိုင်းပဲပြုံးပြော်နေလိုက်ပါ။ဒီလိုမျိုးကို ်တင်းစိတ်ထဲမှာစိတ်ကိုရင်ခံပြီးတဲ့အခါမျိုးနေ့စဉ်တင်းဖြစ်ချင်တဲ့အရာကိုမဖြစ်မချင်းစက်ခိုက်လောက်သွားလိုက်ဖြစ်ဖို့အကြောင်းအရာတွေပေါ်လာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စိတ်ကအရန်ကိုတကူကြည့်ပါတယ်။တင်းတို့စိတ်ကဖြစ်ချင်တာအားလုံးပါဖြစ်တာပါ။ဖြစ်ဖို့အကြောင်းအရာတွေထောက်ပံ့ဖို့အကြောင်းအရာတွေတုပ်ပတ်သူတဖြည်းဖြည်းပေါ်လာပါလိမ့်မယ်။ဒါမင်းတင်းဖြစ်ချင်တဲ့အရာပေါ့။ ိတ်ကူးရင်ဖန်တီးကြည့်ဖို့တော့လိုတာပေါ့ဥပမာ တင်စိတ်ထဲမှာစိတ်ကူးရင်ဖန်တီးကြည့်ပါလူတယောက်တံမြာသည်စားနေတယ်တင်စိတ်ကူးရင်ကြည့်လိုက်ပါတံမြာသည်စားတဲ့အခါမှာဖြစ်လာတဲ့စိတ်မျိုးတင့်ရှင်မှာဖြစ်လာပါလိမ့်မယ်တံမြာကြီးစားတဲ့အခါမှာအာသူစားတာမြင်ပြီးတော့ဗဇက်ကနေပြီးတော့ဘလို့လျောက်စိတ်ကတုန်ပြန်ပြီးတော့ရှားထဲမှာတရေယိုတဲ့စိတ်လေးတွေဖြစ်လာတယ်လို့ပုံစံမျိုးပဲပတ်စံချမ်းသာခြင်းနဲ့ထားပါတော့နောက်ထပ်ဥပမာတစ်ခုပေါ့ဗျာနောက်နှစ်နှစ်အတွင်းမှာဟာဟာ3900ပိုင်ဆိုင်တဲ့လူတယောက်ဖြစ်ချင်တယ် ါတိတ်စိတ်တဲမှာတင့်ရဲ့ရွေချက်တခုထားလိုက်တယ်ပေါ့ဗျာအဲ့လိုထားလိုက်လို့ရှိရင်တင့်စိတ်ထဲမှာတင်နေတိုင်းနေတိုင်းစိတ်ကူးရင်ဖန်တီးကြည့်ရမှာကအဲ့ဒါကိုအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ visualization လို့ခေါ်တာပေါ့စိတ်ကူးရင်ဖန်တီးလိုက်တာတင်လိုချင်တဲ့အရာငါရှိမှာတင်ဟာငါရရှိနေပြီငါပိုင်ဆိုင်နေပြီဆိုပြီးတော့ပစက်ကလည်းယူပေးရမယ်မျက်စိမှာလည်းမင်းရောင်းရမယ်အော်ပစံတင်ဟာငါပိုင်နေပြီလက်ထဲမှာငွေတီးအများကြီးကိုတင်ရည်နေတဲ့ပုံ အရာပြီးတော့ပျော်ရွှင်နေတဲ့ပုံအဲ့ဒါကိုသင်ခံစားကြည့်ရှုနေတဲ့ပုံအဲ့လိုစိတ်ထားမျိုးကိုတင်ညစဉ်ညဆိုင်မှာစိတ်ကူးရင်ဖန်ပြီးကြည့်ဖို့လိုတာပေါ့လုံးသိတဲ့အချိန်ကဘယ်ချိန်လဲဆိုတော့ညခင်းလုံးရင်လုံးအိတ်ခံဒီအချိန်ပေါ့ဗျာဒါဖို့မတက်ခင်အစော်ကြီးဘာဖြစ်လို့လဲဆိုတော့အဲ့အချိန်တွေကတိတ်ဆိတ်ငြိမ်သက်ပြီးတော့အာယုံစူးဆိုင်လို့အရန်ကောင်းလို့ပါအဲ့အချိန်မှာကျွန်တော်တို့ကဒီတခြားဟာတွေစဉ်းစားပဲနေရွေချက်ရှိရှိစိတ်ကူးရင်ဖန်ပြီးရတယ်ဒီကကြတဲ့လူတွေစိတ်ကူးရင်နေတာက ကိုရေချက်မရှိဘဲနဲ့စိတ်ကူးရင်နေရကြိုက်တာတွေထင်အောင်မြင်အောင်နေအကုန်လုံးစိတ်ကူးရင်နေရတာပေါ့ဗျာအဲ့ဓာတွေကအကျိုးမရှိပါဘူးစိတ်ကူးရင်ဖန်တီးမယ်ဆိုရင်ရည်ရွယ်ချက်ရှိရှိနဲ့စိတ်ကူးရင်ဖန်တီးရမယ်ဒါကိုပဲထက်ကတည်းကလည်းစိတ်ကူးရင်ဖန်တီးရမယ်တင်ဖြစ်ချင်တဲ့အရာတင်လိုချင်တဲ့အရာကိုတင်ရရှိနေပြီးခံစားနေပြီးလို့ပြုံးပြော်နေတဲ့ပုံကိုတင်ထက်ကတည်းကလည်းခံစားကြည့်ပါအဲ့ဒါကိုတကယ်ရနေတဲ့ပုံစံမျိုးနဲ့တင်စိတ်ကူးရင်ဖန်တီးကြည့်ပါအဲ့လိုစိတ်ကူးရင်နဲ့ဖန်တီးတဲ့အခါမှာတင်စိတ်ကူးထဲမှာပို့ပြီးတော့ ိုက်အာယုံကပုံကြီးပြတ်သားလာမယ်ဆိုရင်သင်ရရှိဖို့ပုံကြီးနီးလာပါပြီ။ဒါကျွန်တော်စိတ်ကူးရင်ပြောနေတာမဟုတ်ဘူးနော်။ကျွန်တော်တို့ကိုယ်တိုင်လည်းလက်တွေ့ကျင့်သုံးခဲ့တာပါ။ဒီနည်းစနစ်တွေကိုကျွန်တော်တို့ကိုယ်တိုင်လည်းအောင်မြင်ခဲ့တာပါ။အဲ့တော့ကျွန်တော်ကအားလုံးကိုဒီနည်းစနစ်ကိုမျှဝေပေးနေတာပါ။ဒီတိုင်းကျင့်သုံးမယ်ဆိုရင်သင်တို့လည်းသင်တို့ဖြစ်ချင်တဲ့အရာကိုသင်တို့ရမှာပါ။ဒီလိုစိတ်ကူးရင်ဖန်တီးတာလုပ်ပါများလို့ရှိရင်ဒီလိုဖြစ်ဖို့အကြောင်းအရာတွေကပေါ်ပေါက်လာမယ်။ဒီအခွင့်အလမ်းတွေကပေါ်လာမှာပါ။သူကသူပေါ်လာမှာ သူကသူလမ်းကြောင်းတွေပေါ်ထွက်လာမှာတင်ကတော့လမ်းကြောင်းကိုမြင်အောင်ကြည့်တတ်ဖို့တော့လိုတာပေါ့အခွင့်အရေးကပေါ်လာပြီအဲ့အခွင့်အရေးကိုမစုပ်ကိုင်ဘူးဆိုတော့တင်ဟာအခွင့်အရေးနဲ့လွတ်လွတ်သွားမှာပဲတခြားတစ်ယောက်ကအခွင့်အရေးကိုမြင်တတ်တဲ့လူကတော့ရသွားမှာပဲတခါလေကြောက်လို့ရှိရင်အခွင့်အရေးကပေါ်လာတယ်မစုပ်ကိုင်တတ်ဘူးဆိုရင်လည်းမရတတ်ဘူးအခွင့်အရေးပေါ်လာရင်ကျွန်တော်တို့စုပ်ကိုင်တတ်ဖို့လိုအပ်တယ်ဆုံးဖြတ်ချက်မြန်ဖို့လိုတယ်ဆုံးဖြတ်ချက်မှန်ဖို့လိုတယ်ဒါမှသာတင်တို့ဖြစ်ချင်တဲ့အရာကိုဖြစ်မှာပါ သင်တို့ချမ်းသာခြင်းချမ်းသာမှာပါအောင်မြင်ခြင်းအောင်မြင်ပါအားလုံးပဲဒီဗီဒီယိုလေးကနေပြီးတော့သင်တို့ရင်ထဲကိုတခုခုရသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခုလိုချိန်ပေးပြီးကြည့်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တော်ကြတက်ကြအောင်မြင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့မယ်